ကမောစားဘဏ်မှာ73နှစ်ကျော်ကာလအတွင်းငွေစုစာအုပ်နဲ့သာဆူခဲ့ပြီး KP လည်းအသုံးမပြုဘဲငွေချက်သိန်း900ကျော်ဆုံးရှုံးခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးဂျာဝင်ကူညီပေးနေသူမိန်းကလေးကိုကမောစားဘဏ်ဘက်မှဖုန်းဆက်ပြီးတော့သတိပေးစကားပြောလာခဲ့တဲ့အတန်ဖိုင်ပေါက်ကြားလာ မင်္ဂလာပါပရိသတ်ကြီးရှင်ကမ္ဘောဇာဘဏ်မှာ2012ခုနှစ်ကနေစတင်ပြီးငွေစုလာခဲ့တဲ့ customer ဦးလေးတယောက်ဟာ KP လဲမချိတ်ထားသလို application ကနေလည်းအသုံးပြုခြင်းမရှိပါဘဲငွေစုတဲ့တည်တံ့စာအုပ်ထဲကနေ2025ခုနှစ်ဇန်နဝါရီလမှာအတူအရင်သွားပေါင်းခဲ့တဲ့အချိန်ကငွေပမာဏ7,520ကျော်ရှိခဲ့ရာကနေ3လပြည့်လို့နောက်တစ်ချိန်အတူအရင်သွားပေါင်းတဲ့အချိန်မှာတော့ ကြားထဲမှာငွေသိန်း900ကျော်ထုတ်ယူသွင်းဆွဲခြင်းခံထားရပြီးလက်ကျန်ငွေ6သိန်းကျော်ပဲတန်ရှိတဲ့အခြေအနေမျိုးနဲ့ရှင်းဆိုင်ခဲ့ရတာဖြစ်ပါတယ်။ယခုဖြစ်စဉ်မှာနင်နာသူကာယကံရှင်ဦးလေးဟာအသက်အရွယ်ကြီးရင်နာကတကြောင်သူဆုံးရှုံးခဲ့တဲ့ငွေတွေကိုဘယ်လိုပြန်ရအောင်လုပ်ရမလဲဆိုတဲ့အကြောင်းအရာတွေကိုနားမလဲတာကြောင့်နင်နာသူဦးလေးနဲ့ခင်မင်းရှင်ဤသူမိန်ကလေးကဝင်ရောက်ကူညီပေးခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါမိန်ကလေးကကမ္ဘောဇာဘယ်မှာငွေဆူရာကနေကြုံတွေ့ခဲ့ရတဲ့အဖြစ်အစဉ်အသေးစိတ်ကိုလူမှုကွန်ရက်စာမျက်နှာကနေဖော်ပြခဲ့တာဖြစ်ပြီးကမ္ဘောဇာဘန်ဘက်ကဒီကိစ္စကိုဘလို့တာဝန်ယူပေးမှလဲဟုဆိုကသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေပွပွလင်းလင်းဖော်ပြရေးသားထားခဲ့တာလည်းဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးကမ္ဘောဇာဘန်ဘက်ကအဆိုပါမိန်ကလေးကိုဆက်သွယ်လာခဲ့ကဒီကိစ္စကိုဘန်ဘက်ကအကောင်းဆုံးဖြေရှင်းပေးမှဖြစ်တာကြောင့်လူမှုကွန်ရက်ပေါ်မှာတင်ထားခဲ့တဲ့ post တွေကိုပြန်ဖြတ်ပေးဖို့အတွက်တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ် ဒါပေမဲ့ဂျောင်းဝင်ကူညီပေးနေသူမိန်းကလေးဘက်ကတော့ကမ်မောစာဘန်ဘက်ကကာယကံရှင်စိတ်ကြည်နဲ့တဲ့အထိဖြည့်ရှင်းမပေးနိုင်ဘူးဆိုရင်သူမတင်ထားတဲ့ post ကိုပြန်ဖြတ်ပေးနိုင်မှာမဟုတ်ကြောင်းနဲ့သူမစီကိုကမ်မောစာဘန်ဘက်ကဖုန်းဆက်လာခဲ့ပြီးပြောဆိုထားတဲ့အကြောင်းအရာတွေကိုအားလုံးသိရှိစေဖို့အတွက်လည်းလူမှုကွန်ရက်စာမျက်နှာကနေပွပွလင်းလင်းချပြလာခဲ့တာလည်းဖြစ်ပါတယ်။ Hello ဟုတ်ကဲ့မ Hello ဟုတ်ကဲ့မင်္ဂလာပါရှင်မယူထေးလားရှင်ဟုတ်ပါတယ်မ အော်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုလေကျမကကမောစားဗန်က customer service က resolution မနေချပါရှင်ဟုတ်ကဲ့ပါမဟုတ်ကဲ့ဟုတ်ကဲ့ဟိုအညီမလေးတင်တဲ့ post လေးနဲ့ပတ်သက်ပြီးတော့လေအဲ့ဒါလေးအကြောင်းလေးလေးဟိုပြောချင်လို့ပါရှင်ဟုတ်ပြောလို့ရမလားမသိဘူးရှင်အရင်ရတယ်နော်မ ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါဟိုညီမလေးဟိုပေါ့နော်မနေ့ပြန်တော့ဘန်သွားမယ်ဆိုတာလေးပြရတယ်ပေါ့နော်ဟုတ်အဲ့တော့လေဟိုကျမတို့ဘက်ကနေပြီးတော့ဘယ်လိုမျိုးဟိုစီစဉ်ပေးထားလို့ရနိုင်မလဲဆိုတာဟိုပြင်ဆင်ပေးထားခြင်းလို့ပေါ့နော်ဘယ်ဘန်ခွဲဟိုများသွားမလဲဆိုတာလေးပြလို့ရမလားရှင်ညီမလေးတို့ကမင်းပူပန်ကိုသွားမှာပါမှာ အော်မင်းဘူးပန်နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲဆိုရင်ကျမတို့မင်းဘူးပန်အောင်လဲဟိုမနေ့ကျင်ချလို့ရှင်ချိတ်ဆက်ပြီးတော့လေကြိုပြီးတော့ပြောထားပေးပါမယ်ဒီအကြောင်းအရာလေးကိုလေဟုတ်ပြီးတော့လဲဘန်ဘက်ကနေအခုတိတိကျင်းနေပေါ့နော်ကျမတို့အဲမနေ့တင်မို့သူရဲ့ post ကိုကျမတို့စီကိုပို့ပေးတာနဲ့ကျမတို့ဟိုချိတ်ဆက်ပြီးတော့လေဟိုဖြည့်ရှင်းပေးဖို့အတွက်ကိုတခါလေးပေါ့နော်ဟိုတာဝန်ပေးတဲ့အတွက်အရင်ဆုံးဖုန်းလေးဆက်ကြပါဟုတ်အဲ့ဒီကိစ္စလေးနဲ့ပတ်သက်ပြီးတော့ကျမတို့တီးရတာနဲ့ဒီ account နဲ့ပတ်သက်ပြီးတော့အကုန်လုံးကျမတို့စစ်ဆေးပေးပါမယ် မယ်ဟုတ်ကဲ့ဟုတ်စစ်စစ်ပြီးပြီးတော့ဒီအကောင့်ထဲကနေဘယ်လိုမျိုးအဲဒီငွေထွက်သွားလဲဘယ်ဟိုရောက်သွားလဲဆိုတာမျိုးတွေအစားပေါ့နော်အသေးစိတ်စစ်စစ်ပြီးလို့ရှိရင်ကျမတို့ဟိုထွက်ချင်းအကြောင်းပြန်ပြီးနိုင်အောင်ပေါ့နော်ဟိုစာဟိုစောင့်ရက်ပြီးမှာပါဟုတ်အခုလောလောဆယ်ပေါ့နော်အဲ့လိုမျိုးလေးလုတ်ပြီးမယ်ဆိုတာလေးကိုပြောထားမယ်ပြီးတော့မနေ့ဖြန်ကိုလည်းမင်းမူပန်ကိုလည်းကျမတို့ကြိုပြီးတော့အကြောင်းကြားထားပြပါမယ်ရှင့်ဒီမှာဟုတ်ဟုတ်ကဲ့မှ ဟုတ်ကဲ့ဟုတ်ညီမလေးတို့ဘက်ကနေဟိုဘာဘာလေးများဟိုအတိချင်းသေးလဲပေါ့နော်အဲ့လိုမျိုးလေးတခြားတော့မရှိပါဘူးမညီမလေးတို့ကကြတော့လည်းလေဒီညီမလေးတို့ကဈာတဲ့ကနေကူညီပြီးတော့ post တင်ပေးရပေါ့ဒီဦးလေးကကြတော့ဒီဟိုညီမလေးမျိုးသားရဲ့အတိပေါ့နော်ရွာဘက်ကပဲဆိုတော့အဲ့လို mobile banking တွေလည်း तू မသုံးတတ်ဘူး bank account ထဲမှာပဲသူစုလာတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ထိလိုက်တာကို तू မသိလိုက်တာလည်းဖြစ်မှာပေါ့ဒါပေမဲ့3900လောက်ကြီးအမောင့်ကြတော့လေ အရင်များတယ်ဟုတ်ကဲ့လေးကိုလည်းဟုတ်ကဲ့ပါသိမှဖြစ်မယ်ဆိုပြီးတော့တင်လိုက်တာပါမပို့စားလည်းလေဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့ညီမဟုတ်အခုလည်းပေါ့နော်အမအမတို့ကဒီကိစ္စကိုဒါကျွန်တော်တို့ဘက်ကနေပြီးသွားပြီဟိုသက်ဆိုင်တဲ့အရာဘက်ကလည်းအကုန်လုံးတာဝန်ယူပြီးတော့စစ်ဆေးပေးမယ်ပေါ့နော်အမှန်တိုင်းဖြစ်စီရမယ်ဘန်ဘက်ကနေလည်းတာဝန်ရှိတယ်ဆိုလို့ရှင်လည်းဘန်ကနေပြန်ပြီးတော့အဆင်ပြေအောင်လုပ်ပေးမယ်ပေါ့နော်အဲ့လိုမျိုးလေးတွေတော့ရှိပါတယ်ညီမဟိုတခုလေးအမဘက်ကလေ request လုပ်ချင်တာကလေဟိုဒီ post လေးကိုပေါ့နော်လောလောဆယ်မှာ ဒီညီမလေးဘက်မှာ only me လေးနဲ့ပြန်ထားပြီးလို့ရမလားပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့လေပြီးတဲ့အတိုင်းနဲ့အခုကလည်း social media ကဟိုအရန်တုံးကြတယ်ပြီးတော့လည်းဟိုဘန် အထူးသဖြင့်ပေါ့နော်ပုံမှန်လေးလင်းပြောရရင်ဟိုအမတို့ KB ဇက်ကိုကြားတော့လေလေနည်းနည်းလေးအတိုက်ခိုက်လေးတွေရှိတယ်ပေါ့နော်ညီမလေးတို့လည်း line ပေါ်မှာလည်းတွေ့မှာပါအဲ့တော့အဲဒီကိစ္စလေးကို ပေါ့နော်ဒီ only me လေးပဲပြန်ထားပေးထားပြီးတော့အမတို့ဘက်ကနေဆောင်ရွက်ပေးချက်တွေကိုမှမတင်နှက်ဘူးပေါ့အဆင်မပြေဘူးဆိုလို့ရှင်မှာအဲ line ပေါ်ပြန်တင်လို့လည်းရပါတယ်အဲ့ဒါလေးလည်းအမဒီမှာဘက်ကနေပြီးတော့ request လေးလုပ်ချင်တာပေါ့နော်ဟုတ်ပို့ဆိုတော့လေးမလားညီမပို့ဆိုတော့မမဒီလိုလေးလုပ်လိုက် ယ်လေငါလေးတို့ကဘန်မသွားအသေးတဲ့အတွက်ကိုယ်ဘယ်လိုကန်တယ်လဲဖြည့်ရှင်းပြီးမလဲဆိုတော့မတီးသေးလို့လေမနေ့ကဆန်းရောက်လို့အချိန်နေကြည့်ပြီးတော့မှဒီဒီငွေပိုက်ချင်းကရကန်ရှင်းကဒါကိုအချိန်နဲ့ပါတယ်ဆိုတော့ညီမလေးဒါကို only me လုပ်ပေးပါမယ်ရှင်းမှာ ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့အဲဆိုတော့လေလေကျမတို့ဘက်ကနေပြီးတော့ဟိုဒါလေးကဟိုဟိုအရန်မြန်နေလေးနော်ဥမာမမဟိုဒီခုခုဆိုလို့ရှင်လဲဆိုရှယ်မီဒီယာမှာပြန်လာလဲများတယ်ဥမာ share ကြမယ်ပြီးတော့အောက်ကနေ comment တွေကဟိုမှန်တာရောမမှန်တာရောပေါ့နော်ဝင်ရေးကြတယ်အဲ့လိုမျိုးအပိုင်းလေးတွေရှိလာတဲ့အခါမှာတခါလေးကြတော့ဟိုကိုင်းကရှင် post တင်တဲ့သူအတွက်လဲအဲ assembly ဘူးပေါ့နော်အဲ့လိုမျိုးလေးဖြစ်မှာစုလို့ပါညီမ ဟုတ်ကဲ့မတော်တာနေကြတော့အခုဒီ social media ဘက်ကိုလည်းအဲတချို့လည်းရှိတွေ့မှာပါပေါ့နော် post ဒီ now ဒီ live link ပြီးတော့ဟိုပြောဆိုစော်ကားတဲ့ပုံစံမျိုးလေးတွေလည်းရှိကြတယ်လေနော်အဲ့ဒီအပိုင်းလေးတွေလည်းမတော်ဘက်ကဟိုဆောင်ရွက်တင်တာဆောင်ရွက်ဖို့အတွက်လည်းရှိနေတယ်ပေါ့အဲ့ဒါလေးလည်းအဲတခု season ထားတာလေးရှိတယ်ညီမလေးဒါကတော့ဒါပြ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 တာပါတကယ်လို့အခုညီမလေးပြောသလိုပဲမင်းနဲ့ပြန်ဖန်ကိုသွားမယ်အဲဘန်ကနေပြီးတော့ဘယ်လိုလုံဆောင်ပေးသလဲပေါ့ ါ်မှာကျင်းတဲ့မြင်းကျင်းတဲ့ပုံပေါ်မှာမညီမလေးတို့လုပ်ပေးမယ်ဆိုလည်းရပါတယ်ညီမလေးဟုတ်ဟုတ်အမကတော့ဒါလေးကိုဟိုဖုန်းဆက်ပြီးတော့အကြောင်းကြားပေးတယ်အမတို့အဆင်ပြေအောင်ဆောင်ရွက်ပေးမယ် ဖန်ခွဲကိုလည်းမတို့ကြိုပြီးတော့ပြောထားပေးမယ်ပြီးလို့ရှိရင်သက်ဆိုင်ရာကလည်းချက်ချင်းဒီဟာကိုစစ်ဆေးဆောင်ရွက်ပေးဖို့အဆင်ပြေရှိရပေါ့နော်အဲ့ဒါလေးလည်းလမ်းပြီးတော့အကြောင်းကြားတာပါညီမဟုတ်ဟုတ်ကဲ့မပုံမှန်ဆုံးတော့လေညီမလေးတို့ကအဲ့လိုမျိုးတင်းလေးတင်ထားမရှိဘူးပေါ့နော်မဟုတ်ကဲ့ဟုတ်ကဲ့ပါလေအများများနေတယ်သူတို့ကလည်းတကယ်ကိုဟုတ်ကဲ့ပါပြီးတော့ဘာမှနားမလဲတဲ့သူတွေဖြစ်တဲ့အတွက်သူတို့ကတရားမလိုက်ဘဲဆိုရင်တော့ဒီနဲ့နာမှုကလေဘယ်သူမှမတိလိုက်ပဲဒီတိုင်းကြီးသူတို့ဆုံးရှုံးလိုက်ရမှာဆိုလိုပါမှန်ပါလေဟုတ်ကဲ့ပါရှင့်ဟုတ်ကဲ့ပါဟုတ်ကဲ့နားလဲပါတယ်ညီမလေးကူညီပြီးတော့ ဟိုသူတို့ဘက်ကနေပြီးတော့ဗောနော်စေတနာနဲ့ထားပြီးတော့ကုညီဆောင်ရပေးတာကိုလည်းအဲကျေးဇူးဟိုဘယ်လိုပြောမလဲချီးကျူးပါတယ်အမလေးတီလာနော်ဒါပါလေဒီလုံးလေးဟိုကနော်ညီမလေးကကမ်ဘောဒါဘယ်လိုလဲတရားတီးချင်တာလေဟုတ်ကဲ့ဟုတ်ကဲ့တကယ်တမ်းတော့လေဟုတ်ကဲ့ပါအမဒီတစ်ပို့ပြီးတော့ဗောနော်ဒီလိုမျိုးတော့ပစိန်နေမဖြစ်အောင်လှောက်ထားနိုင်ရင်တော့ပို့ပြီးတော့ကောင်းမယ်ထင်တယ်မှာဟုတ်ပါတယ်ဟုတ်တယ်ညီမလေးဒါပေမဲ့ပေါ့နော်ဟုတ်တယ်အခုကလေသူတို့မတုံးတာတော့သူတို့ဒါ အဆုံးခံရတယ်ဆိုတော့ဒီငွေတွေကလေဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါဟိုဒီဟာလေးကိုကြည့်ချင်းအားဖြင့်လဲပေါ့နော်ဟိုအမားတို့ကတော့ဘာကြောင့်ရယ်ဆိုတာတေချာမသိသေးဘူးပေါ့နော်အကြောင်းရင်းကိုတေချာမသိရသေးတဲ့အတွက်ကြောင့်မလို့ဟိုစောပြီးတော့ဘာကြောင့်ဆိုတာလည်းမပြောချင်းဘူးပေါ့နော်ဘသူဘသူအမားကြောင့်ဆိုတာလည်းမပြောချင်းသေးသလိုဘာကြောင့်ဆိုတာလည်းမသိရသေးတဲ့အတွက်တော့မပြောသေးပါဘူးအဲဒီဟာကိုအချိန်နဲ့အလုံးစစ်စစ်ပြီးသွားလို့ရှင်တော့အမားတို့အမြန်ဆုံးဖော်ထုတ်ပြီးတော့အမြန်ဆုံးပြပြပေးမယ်ပေါ့နော်ဟုတ်အဲ့တော့ဟိုမနေ့ကျင် ်မင်းဘူးပန်ကိုရောက်တယ်ဆိုလို့ရှင်လဲတကယ်လို့အဲတခုခုအဆင်မပြေတာရှင်အမဒီဖုန်းကိုပြန်ဆက်သွယ်ပြီးလို့ပြန်ဆက်လို့ရပါတယ်နော်ညီမဟုတ်ဟုတ်ကဲ့မမနာမည်လေးညီမလို့ပြန်ပြောပြပါအမအုံမှာပါရှင်မအုံမှာပါမအုံမှာချက်သိမ်းပါရှင်ဟုတ်ကဲ့မဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ resolution manager ပါအမတို့မနေ့ကျင်ဆိုလဲမင်းဘူးပန်ကိုတခါလဲဆက်သွယ်ပြီးတော့ပြောထားပေးပါမယ်ညီမလေးတို့ဘယ်ချိန်လောက်ရောက်နိုင်မလဲမသိဘူးရှင်ညီမလေးတို့ဘန်ဖွင့်နာနဲ့ရောက်ပြီးရှင်းမှာဒီက၈နာရီလောက်ထွက်လာမှာပါမင်းဘူးအကြံညီမလေးတို့တနင်္လာနေ့တော့လာရဲမှာပန်းကလာလာဆိုတော့လေ 哦ဟုတ်ကဲ့ဟုတ်ကဲ့ပါညီမဟုတ်ဟုတ်အလုပ်တွေလည်းများသွားတာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲ့ဒါဆိုရင်ဗန်ကွေးကိုမာကျူပြောထားပေးမယ်ပြီးလို့ရှင်လည်းဒီကိစ္စကိုမတို့တည်ရနဲ့တခါလေအဲစစ်ဆေးဆောင်ရွက်ပေးဖို့တက်ဆိုင်ရာဌာနတွေကနေအကုန်လုံးအဆင်ပြေရှိနေပါလိမ့်မယ်နော်ညီမဟုတ်ဟုတ်ကဲ့ပါအခုလိုဆက်သွယ်ပြီးတော့ပြောပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ညီမ ဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးပါညီမလေးနော်ဟိုတကယ်လို့ပေါ့နော်ဟိုမတို့ဒီဘက်ပန်ဘက်ကနေဆောင်ရွက်ပေးတာလေးအဆင်ပြေတယ်ဆိုလို့ရှင်တော့ညီမလေးဟို post လေးကိုပေါ့နော် only me နဲ့ပဲဖြစ်ဖြစ်လေးလေးပြန်ပြီးတော့ထားပေးဖို့လည်းထပ်ပြီးတော့ request လုပ်ပါတယ်နော်ညီမလေးဟုတ်ပါရှင်းပါဟုတ်ဟုတ်ကဲ့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 ပါနော်အဲဆိုလို့ရှင်ဟိုဟာပေါ့ တကယ်တော့အမတို့ဖြစ်စီချင်တာတော့ညာတွင်ချင်းလေးဖြတ်စီချင်တာပေါ့နော်ဒါပေမဲ့လည်းညာလေးတို့ဘက်ကလည်းဟုတ်ဟုတ်အစင်မပြေဘူးဆိုလို့ရှင်လည်းရပါတယ်တကယ်လို့ဒီဘက်ကတော့တကယ်အတတ်နိုင်ဆုံးကိုအမတို့အမှန်တရားပေါ်ပေါက်ဖို့အတွက်စစ်ဆေးပေးပါမယ်ဆိုတာလေးအမတာဝန်ယူပြီးပြောပြပါရစေနော်ညီမဟုတ်ဟုတ်ကဲ့ပါမဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ် ဟုတ်ကဲ့အဲဆိုရင်ဖုန်းချခွင့်ပြုပါရှင်အဲဆိုမနေ့ကလည်းအမတို့အားလုံးအဆင်ပြေအောင်လို့တူပြီးပြောထားပေးမယ်တခုခုအခက်အခဲရှိရင်လည်းဒီဖုန်းအမအချိန်မီဆက်ပါနော်ဟုတ်ကဲ့ပါမဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒီတမန်ရမှာရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ဖုန်းလေးထားခွင့်ပြုပါရှင်ဟုတ်ကဲ့ပါမဟုတ်